ဒီနေ့ဇွန်လ19ရက်နေ့အစ္စရေးနဲ့အီရန်ရဲ့စစ်ရေးကတော့တော်တော်ကြီးကိုပြင်းထန်နေပြီဗျပြင်းထန်နေပြီဆိုတာထက်မနေ့တုန်းက18ရက်နေ့မှအီရန်နိုင်ငံကအဲစေယုံကျောင်းကနေပြီးတော့မှထုတ်ပြန်တယ်။အော်ခါမင်နီနဲ့အတူဘာထုတ်ပြန်လဲဆိုလို့ရှိရင်ဒီညမှာအစ္စရေးနိုင်ငံကိုကြီးကြီးမားမား surprise တိုက်မယ်ဆိုပြီးတော့မှစာထုတ်ပြန်ခဲ့တယ်ဗျ။အော်အဲ့ဒါကိုကျွန်တော်မနေ့ညတော့ကျွန်တော်စောင့်ကြည့်တယ်။သတင်းကတက်မလာဘူးဗျ။ဒီနေ့ကျွန်တော်အော်အဲ့ရလို့လည်းကျွန်တော်သတင်းကိုရှာတယ်မတွေ့ဘူး။ဒါပေမဲ့တွေ့ခဲ့တယ်လို့များရှိလို့ရှိရင် ဟောကျွန်တော်ရဲ့ပို့အောင်ဆုံးမှာလာပြီးရေးပေးပါလို့ဟောကျွန်တော်ပြောချင်ပါတယ်။အာအဲ့ကအကယ်၍များလုတ်ခဲ့ရင်တောင်မှကျွန်တော်တို့တိဖို့တဲ့အရန်ခဲရင်ပြဘာလို့ခဲရင်လဲကျွန်တော်အဲ့လိုပြောလို့ရဆိုရင် is အီရန်နိုင်ငံကိုပြစ်တဲ့ဟောလာပြစ်တဲ့နေရာတွေအီရန်နိုင်ငံကဥမာရုတ်တံတွေပဲဖြစ်ဖြစ်ပြအီရန်နိုင်ငံကဟောအလိုရူနီယန်တပ်ဆင်တဲ့နေရာတွေပဲဖြစ်ဖြစ်ပြစ်ခဲ့လို့ရှိရင်ကျွန်တော်တို့တိတယ်ဗျသတင်းတွေကဟောအလင်းမြန်တက်လာဒါပေမဲ့လို့ is ရီနိုင်ငံကို တူကျဲတဲ့အရာတွေအစ်ရစ်ထိခိုက်တဲ့အရာတွေကြောင့်တိတ်မသိရအောင်ပြဘာလို့ဆိုတည်င်းတွေကိုတော်တော်ကြီးကိုဖုံးကွယ်ထားတယ်ဗျအဲ့ဒါကြီးကလည်းကျွန်တော်တို့အတွက်အခက်ခဲဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်ကျွန်တော်လာမေးကြတဲ့လူတွေကိုကျွန်တော်ပြောပြတယ်ကျွန်တော်ဘယ်နိုင်ငံကဘလောက်ခံရဲဆိုကျွန်တော်မပြောနိုင်ဘူးလို့ဘာလို့မပြောနိုင်ဆိုအစ်ရစ်ဘက်ကတည်င်းတွေကိုတော်တော်ဖုံးထားတယ်ဗျသူတို့ထိတဲ့နေရာကြီးကသူတို့ထိတယ်လို့ကြားတယ်ဒါပေမဲ့သူတို့တော်တော်ဖုံးထားတဲ့အတွက်ဘာမှပြောလို့မရဘူးဟောအီရန်ဘက်ကထိတဲ့အရာတွေကိုကျွန်တော်သိခွင့်ရှိတယ်ဗျဒါပေမဲ့သိခွင့်ရှိတယ်ဆိုပေမဲ့ဘာတွေဘလို့ထိလဲဆိုတာကိုတော့ကျွန်တော်အရင်ကြီးမပြောချင်ဘူးဘာလို့ဆိုတော့ချင်းအီရန်ဘက်ကထောက်ခံတဲ့သူတွေအနေနဲ့လည်း မကောင်းတဲ့အတော့ကျွန်တော်မပြောချင်ဘူးကျွန်တော် is rich ကြတော့လေသူတော်တော်ထိတယ်ဒါပေမဲ့သူတင်ဖို့ကြွယ်ထားတယ်ဆိုတော့ကဲအဲ့အတော့ထိဘယ်လိုဘယ်လောက်ထိတယ်ဆိုတော့အဲ့တော့ဟိုအမှပဲထားပါဒါပေမဲ့အဓိကမေးခွန်းမေးတဲ့အရာတွေထဲမှာဘယ်နိုင်ငံကစာမားခဲ့လဲလို့မေးတဲ့သူတွေရှိတယ်ဗျအဲ့ဒါကတကယ်ဆိုရင်မေးစရာမလိုတာဘယ်နိုင်ငံစာမား Israel စာမားတာဗောအစ္စရဲစာပြီးတော့ပြစ်တာလေမနစ်ဒုံးကအော်တိုဘာတုန်းကဖြစ်တဲ့အရာထားခဲ့လိုက်မနစ်ကအရာကိုထားခဲ့လိုက်ဒီနှစ်ဆိုလို့ရှိရင်နှစ်ဝက်ကျိုးနေပြီဗျဇွန်လအထဲမှာဝင်နေပြီဗျဒီဇွန်လအထဲမှာ Israel ရဲ့ အဓိကကသူကပါဆိုဇွန်လဆိုရင်တိုက်ခိုက်ရေးအရန်လုပ်လိုက်တာအဲ့ဒါကိုအီရန်တို့မိတ်နေတာလားတော့မသိဘူးဘာလို့ဆိုလို့ရှိရင်အရန်နိုင်ငံတွေနဲ့ခြောက်ရတာစစ်ပွဲတုန်းကလည်းသူဇွန်လမှာစခဲ့တာအဲ့ဒါလည်းဟောတိဖို့တယ်လို့ကဒီဇွန်လထဲမှာဖြစ်မယ်လို့ဒေါ်နယ်ထရန့်လည်းသိကျင်သိလိမ့်မယ်ဒါပေမဲ့ဟောတေချာတခုကဒေါ်နယ်ထရန့်နဲ့အစ်ဇွေးနဲ့အတူတူပဲဒါဘယ်နေ့မှဟိုစပြီးအစ်ဇွေးတိုက်မယ်ဆိုတာပဲသူသိကျင်မှသိမှာဒါပေမဲ့တိုက်ခဲ့လို့ရှိရင်သူတို့ကလည်းအတူတူပဲမတိုက်ခင်တည်းကလည်းဆွေးနွေးပြီးသားဖြစ်တဲ့အတော့ ဒီအချိန်မှာတိုက်ခိုက်ရတာလေသူတို့ကအားမလို့အားမရနဲ့အီရန်ဝင်တယ်ဘလို့အားမလို့အားမရဆိုရင်အီရန်ကအများစတိုက်လာမလားလို့သူတို့ကအမျိုးမျိုးသူတို့ကလုံဆော်တယ်ဗျာဘာလို့ဘလို့လုံဆော်လဲဆိုဥမာဗျာဟာမတ်စတိုသူတို့ဗျာအဲပြီးခူတီတို့ကဲဟောဂါဇာမာဂါဇာမာဆိုလို့ရှိရင်လည်းသူတို့ဝင်ပြီးတော့တိုက်ပြတယ်ဗျာတိုက်ပြီးတော့မှဟောအပြတ်သက်သူတို့ခြေမုံးပြတယ်လုတ်ပြတယ်ဒါပေမဲ့အီရန်ကထက်တဲ့ဝင်ပအောင်ဝင်လာတဲ့အခါမှာသူတို့အားမလို့အားမရနဲ့အခုချိန်မှာသူတို့ ဝင်ပြီးတော့တိုက်ခိုက်ရတာဖြစ်တယ်အဲ့ဒီအချိန်တိုက်ခိုက်ရတဲ့အချိန်မှာလဲဒေါ်နယ်ထရန့်စကားတွေကမတည်ငြိမ်ဘူးဗျဒီယာကို तू မပါဝင်ဘူးလဲပြောတယ်ပါဝင်တယ်လဲလဲပြောတယ် तू လက်ဆောင်နေမယ်လဲပြောတယ်ပြီးတော့ तू ဟောတဟီယန်မျိုးမှာရှိနေတဲ့ပြည်သူတွေ तू စွန့်ခွာပါသူက तू ပြောပြန်အောင်ဗျသူ့ရဲ့စကားတွေကလုံးဝကိုမတည်ငြိမ်ဘူးဒါပေမဲ့လို့အဲဒီမနေ့တော့တိုက်ခိုက်တဲ့အရာအแทးမှာမနေ့က16ရက်နေ့ညတော့ကျွန်တော်မသိဘူး18ညပေါ့နော်မနေ့ညတနေ့ညပေါ့အဲ့တနေ့ညကတိုက်ခိုက်ခဲ့တဲ့အရာအแทးမှာအီရန်က hypersonic ဒုံးကြီးတုံးခဲ့တယ်ဗျဒီ hypersonic ဒုံးကြီးဆိုတာကတော့နည်းနည်းရေးရတော့မဟုတ်ဘူးအတန်နဲ့ငါးစမြန်တဲ့အရာတဖြည်းဖြည်းနဲ့အီရန်ကတိုးပြီးတိုးပြီးတော့မှဒုံးကြီးအမြင့်စားတွေသူတဖြည်းဖြည်းနဲ့တုံးလာတယ်ဒါကိုလည်းအစ္စရေးရဲ့မဟာမိတ်တွေအမေရိကန်နဲ့တကွာပြင်သစ်တို့ဂျာမနီတို့ကလည်းစောင့်ကြည့်နေမယ်လို့ထင်တယ်ဂျိုးတို့ကလည်းစောင့်ကြည့်နေမယ်သူတို့လူချင်တာက အီရန်ကဘယ်လက်နက်တွေဘလောက်ကြီးမားစွာတုံးလာမလဲဘယ်နေရာကထွက်လာမလဲဆိုလူချင်းနေတာဗျအဲအဲ့ဒါလေအီရန်ဖက်ကနေပြီးတော့မှဟောတတိထားဖို့အတွက်လိုအပ်တယ်အဲအဲ့တော့ hypersonic ဆိုတာအတန်းနဲ့၅ဆမြန်တဲ့အရာကိုစပြီးတုံးလာပြီးစပြီးတုံးတဲ့အချိန်မှာဒီ hypersonic ကအတန်းနဲ့၅ဆမြန်တဲ့အရာကိုတုံးတဲ့အချိန်မှာ israel လေချောင်းရန်ကာကွယ်ရေးကကောင်းမွန်မကာကွယ်နိုင်ဘူးဗျဒါကလည်း israel အာဏာချက်တော့မဟုတ်ဘူးဟိုဘက်ကဒုံးကျည်က လက်နဲ့ဆန်တူတာပုံတန်ယုံကာကွယ်ရေးစနစ်တွေလာလို့ရှိရင်ဆောင်ကွင်းသွားနိုင်တယ်ဗျဆောင်ကွင်းပြီးတော့မှသူပြစ်နိုင်တဲ့အတော့အစွေးနိုင်ငံတော်တော်ထိတယ်လို့ကြားတယ်ဒါပေမဲ့သူကတရင်မျိုးဖုံးွယ်ထားတယ်ဒါကအတန်နဲ့ငားစာပဲရှိတယ်လွန်ခဲ့တဲ့2012ခုနှစ်ကုန်2013လုံးကအီရန်နိုင်ငံကကြီးညာခဲ့တယ်ဗာကြီးညာဆိုအတန်နဲ့73စာမြန်တဲ့အရာထုတ်လုပ်မယ်လို့ကြီးညာခဲ့တယ်ထုတ်လုပ်ပြီးပြီလို့လည်းပြောတယ်အကေအကန်အတန်နဲ့73စာမြန်တဲ့အရာကိုအတုံးပြုတ်ခဲ့ရင်အစ်ဇွေးအနေနဲ့မလွယ်ဘူးဗျ အမေရိကန်လေရင်တွေတင်ပေါ်တွေအရှိလေပိုင်းကိုရှောက်နေတယ်ဆိုတဲ့အရာလဲဒါတွေဖြစ်မယ်ဗျဘာလို့ဆိုလို့ရှင်အကယ်၍များအစ္စရေးကတော်တော်အထီနာခံရင်အမေရိကန်တွေလက်ဘူးကိုထိလက်ရောက်ဝင်ပြီးတော့ပါလာနိုင်တယ်အခုချိန်မှာတော့ကိုထိလက်ရောက်တော့မရှိသေးဘူးဒါပေမဲ့လို့ကိုထိလက်ရောက်ဝင်ပြီးတော့ပါဝင်တယ်တေချာတဲ့အစ္စရေးဘက်ကအမေရိကန်ပြင်သစ်ဂျာမနီကတော့ပါဝင်ဖို့အသင့်ပဲလို့ထင်တယ်ထင်တာလည်းမဟုတ် တကယ်ဖြစ်လာလာနေဒါကအစ္စရေးဘက်ကအီရန်ဘက်ကပြောမယ်ဆိုလို့ရှင်စစ် စစ်ဖြစ်တိုင်းဖြစ်တိုင်းမှာဘယ်နိုင်ငံမှာဆိုနိုင်ငံတိုင်းကတင်ကန်းသာယူဖို့တော့ဖြစ်တယ်အခုအီရန်အတွက်တင်ကန်းသာယူဖို့ကပါလဲဆိုလို့ရှိရင်အီရန်ရဲ့မဟာမိတ်တွေဖြစ်တဲ့ရုရှားတို့တရုတ်တို့ကဒီကိစ္စကိုလက်ရှောင်နေတယ်ဗျအဲ့ဒါကလည်းအီရန်အတွက်ထိခိုက်နေနိုင်ရတဲ့အရာဖြစ်တယ်ဒါပေမဲ့လို့အီရန်ခေါင်းဆောင်ခါမေနီအတွက်ကချီးကျူးစရာတခုရှိတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အမေရိကန်က ကာမေနီကိုလက်နဲ့ချခိုင်းတယ်သူ့ရဲ့အတက်အန္တရာယ်အတွက်လည်းဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့ကာမေနီကသူ့ရဲ့အတက်အန္တရာယ်နဲ့ဂယုမဆိုင်ဘူးတချို့တွေကပြောတယ်လက်မှတ်ထိုးပေးလိုက်လောလောလေးထိုးပေးလိုက်ပြီးသွားမယ်လို့ပြောတယ်ဒါပေမဲ့ဒီတမိုင်းကကာမေနီတယောက်တည်းတမိုင်းမဟုတ်ဘဲနဲ့အီရန်ရဲ့တမိုင်းလည်းဖြစ်တယ်ဘာဖြစ်လို့ဆိုရင်လက်မှတ် 识得苦嘛？那么得苦，脱贫了先。哎，人呢，脱贫也难过嘛。南安的南安双秀木里阿米阿吉溪这边，包括先，阿秀木边个人呢，土呀，那么土样的阿多哎，白色阿妹哎呀的嘞，阿江西，我们这边好普及嘞。假如你阿没有过阿没滴干过干掉，肯定不一样嘞。但没哩话呢，好起码在后面，后前后面，包括识秀呢阿多，那么脱贫也难过噶。哦，这里个阿些米阿的嘞，当然我得说第一嘛，第一，那个土土路不路。 မလို့ချင်မဲနဲ့မပေးချင်မဲနဲ့ပေးလိုက်ရတဲ့ဂတိကဝတ်ဒီဒါတွေအများကြီးလာမိပြဒါကြောင့်မလို့ခါမီနီကလက်မှတ်မထိုးပေးတာတချို့တွေကအားမလို့အားမရမဖြစ်ကြပါနဲ့ဘာလို့ဆိုဒီကလက်မှတ်ထိုးလိုက်လို့ရှိရင်ဆုံရှုံမှုတွေအရန်ကြီးများသွားနိုင်တယ်တရုတ်ရဲ့စီးပွားရေးကအီရန်မှာအများကြီးရှိတယ်ဗျဥပမာရေနံဆိုလို့ရှိရင်60ရာခိုင်နှုန်းကတရုတ်ကစီးပွားရေးတွေတရုတ်ကယူထားတဲ့အရာတွေရာခိုင်နှုန်းလျှော့ပြီးတော့မှအဲ ယူထားတဲ့အရာတွေဖြစ်တယ်ဒါပေမဲ့တရုတ်ကဘာဖြစ်လို့မကာကွယ်တာလဲကျွန်တော်ပြောပြသွားပြီတရုတ်ဆိုတာစီးပွားရေးပဲဗျစီးပွား तू ပါဝင်ခဲ့လို့ရှိရင်သူ့ရဲ့စီးပွားရေးအများကြီးပြတ်မယ်အခု तू ဆုံးရှုံးမှုကဒီဂျင်နန်နေသူဆုံးရှုံးသွားပြီမဲ့လေ तू ဂျင်နန်ရပိုင်ခွင့်နေဆုံးရှုံးသွားမယ်ဆိုရင်တောင်မှသူ့ရဲ့ကြီးမားတဲ့တဲ့စီးပွားရေးတွေ तू မဆုံးရှုံးရင်ပြီးရောဆိုပြီးလက်ဆောင်နေတဲ့သဘောပဲဗျရုရှားကလည်းသူ့ရဲ့သူ့သူ့နိုင်ငံနဲ့ तू တောင်မှစီးရေးအခြေအနေဖြစ်နေတဲ့အတွက်ဝင်ပါကူဖို့အတွက် မဖြစ်နိုင်ဘူးလို့ပြောလို့ရတယ်ပါဝင်ချင်တယ်ဆိုလည်းပါဝင်ချင်တဲ့ဆန္ဒရှင်ပါဝင်လို့ရတယ်ပြောလို့ရတယ်ဒါပေမဲ့မပါဝင်ဘူးဗျအဲ့တော့အီရန်အတွက်တင်ငန်းစရာတွေတင်ငန်းစာတွေအများကြီးရတယ်ဒီစိုးဝဲမှာကျွန်တော်အီရန်ရှုံးမနိုင်မှာကျွန်တော်ပြောတာမဟုတ်တော့ဟောအီရန်အတွက်တင်ငန်းတင်ငန်းစာလို့ကျွန်တော်ပြောတာအီရန်အတွက်တင်ငန်းစာတွေအများကြီးရတယ်တစ်ဖက်မှာရှိနေတဲ့အစ္စရေးနဲ့အမေရိကန်ဖက်ကလည်းတော်တော်ကြီးကိုမတရားလုပ်တယ်လို့ပြောလို့ရတယ်ဗျဒါတကယ်တော့မတရားဘူးအခုကဲတိုက်ပွဲဖြစ်နေတဲ့အချိန်မှာကိုပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မှာဂါဇာမှာရှိနေတဲ့ ဒုက္ခတဲ့တွေကသူတို့စာနယ်ရိက္ခယူဖို့အတွက်တန်းစီနေတဲ့အချိန်မှာ Israel drone တွေကလက်နက်ကြီးတွေနဲ့ လက်နက်တွေနဲ့ဆက်လက်နဲ့ဆက်လက်နဲ့တွေနဲ့ပြစ်ခတ်ခဲ့လို့လူ52ဦးသေဆုံးခဲ့တယ်ဗျာဒါလည်းမလုတ်တဲ့အရာဗျာ52ဦးသေဆုံးတယ်ရာပေါင်းများစွာတိုင်ရန်ရတယ်ဗျာဒါလက်နက်မဲ့ပီတူတီကိုမတရားလုတ်တဲ့အရာလို့လည်းမြင်မိတယ်ဗျာဒါကျွန်တော်ကတည်င်းကိုတည်င်းအတိုင်းကျွန်တော်ပုံမှန်လင်းချပြတဲ့အတွက်အစ္စရေးဘက်ကထောက်ခံတဲ့သူတွေစိတ်မဆိုးနဲ့ကျွန်တော်အမှန်တိုင်းပြောတာဖြစ်တဲ့အတွက်စိတ်မဆိုးကြပါနဲ့လို့ကျွန်တော်ပြောချင်တယ်ဒါပေမဲ့အခုချိန်မှာဘယ်နိုင်ငံရှုံးနေဘယ်နိုင်ငံနဲ့ကျွန်တော်ပြောလို့မရသေးဘူးမပြောဘူးလို့ကျွန်တော်ပြောချင်တယ်ကဲနောက်ဆုံးတစ်ခုပြောချင်တယ်အဲ့ဒါပါလဲဆိုရင်ထိုင်းနိုင်ငံမှာရှိနေတဲ့ပြည်သူတွေအနေ ေနဲ့ဒီနေ့ဇွန်လ16ရက်နေ့မှာသတိထားကြမှာအဲ့ဒါဗာလဲဆိုလို့ရှိရင်မနေ့တုန်းကထိုင်းလွတ်တော်ကနေပြီးတော့မှပြောတယ်။အော်ဒီနေ့ဇွန်လ16ရက်နေ့မှာထိုင်းဝင်ကြီးချုပ်ကိုကန့်ကွက်မယ်လို့လည်းပြောတယ်။ဒီဟာအတော့ဒီနေ့16ရက်နေ့မှာထိုင်းနိုင်ငံမှာနေရသူတွေအတွက်သတိထားကြပါလို့ပြီးတော့ထိုင်းဝင်ကြီးချုပ်ကိုစန့်ကျင်တဲ့သူတွေကလည်းဒီနေ့ဇွန်လ16ရက်နေ့မှာဆန္ဒပြမယ်လို့လည်းကြားတယ်ဒါထိုင်းတည်င်းပေါ့နော်။အဲ့တော့ကျွန်တော်တို့ ဒီတတိထိုင်းနိုင်ငံမှာရှိတဲ့သူတွေတတိထားပြီးနေကြပါဆိုတော့ကျွန်တော်ပြောပြပေးခြင်းနဲ့ကျွန်တော်ပြောပြပေးမှုကတော့ဒီလောက်ပါပဲလို့ဆက်လက်ပြီးတော့မှလည်းတိတဲ့အရာတွေကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားအောင်ပါအောင်မယ်လို့ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လုပ်ပေးကြပါအောင်လို့ကျွန်တော်ပြောပြပေးခြင်းပါတယ်ဗျာ